အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဖပြမှာတော့စာရေးသူခန့်မာရဲ့တေချာမှုများဆိုတဲ့ဝိထုတူပဲဖြစ်ပါတယ်ရှင်ကောင်းငယ်၌မိုးတိမ်ပြပွဲခင်းချင်းပြတာနေသည် ရောင်စုံမိုးတိမ်များသည်ကျမပုံဖော်ရာအယုတ်များဖြစ်လာကြ၏စင်ယုံမြင်းယုံချင်းတိယုံခွေးယုံကြောင်ယုံယုံယုံထိုယုံပေါင်းများစွာတဲ့တွင်ကျမတွေ့ခြင်းမြင်ခြင်းသူကျမစကားများစွာ ပြောခြင်းသူဤရုပ်ကိုရှာဖွေမိသည်သို့သောဝေဝါးလှပေသည်အဘယ်ကြောင့်ဆိုသောကျမတွေ့ခြင်းမြင်ခြင်းပြီးစကားပြောခြင်းနေသူသည်မြည်သူဖြစ်ကြောင်းကျမကိုယ်တိုင်မရေရသောကြောင့်ဖြစ်သည်ဒါပေမဲ့ရောင်စုံတိတိုက်တွေ့ကြတွင်ကျမကလူတယောက်၏ရုပ်ပုံကိုတော့အမြဲလူလူ ပုံဖော်နေမိတတ်သည်သူသူသည်အယက်မြင့်၏အသားညို၏ ။သပင်ဖြောင်းစင်းပျော့ပြောင်းသည်။နှခမ်းပါလျသည်။အကြည်စုတောက်၍ခြေလက်များ ချက်ခိုင်းသည်။စကားနေပါပြီးစင်နာတတ်သည်။ကျမဤသပင်မှာချက်များကို ထိုးပွားမွေးနှောက်၍ကလေးတယောက်လိုကြည်စေဆော့ကစားတတ်သည်။သူ့အပြုံးသည်တည့်စည်းလက်သလိုရှွန်းတောက်၏။သူတော်မကြာခဏမြင်ရသောမိုးတင်ပြပွဲသည် သူ၏ရုပ်သွင်းကို ပြပြင်းစွာ မြင်ရောက်ခွင့်မပြုပါ မိမတယောက်ဤစိတ်ကူးတဲ့တွင်သာ ရှင်သန်ပြပြလျက်ရှိပြီးတက်ရှိကဘာကြီးတဲ့တွင်တကယ်ရှိမရှိမသေးချာနိုင်တော့သော လူတယောက်၏ရုပ်တွင်ကိုမိုးတိမ်များကဖန်တီးပေးခွင့်မရှိဘူးထင်ပါသည်ယခုချိန်တွင်တစုံတယောက်ကမင်းလူချင်းစုံ အိမ်အောင်ဘက်ဟာဘလို့လူမျိုးလေဟု မေးလာခဲ့မည်ဆိုလျှင်ကျမ၏အဖြစ်အစဉ်သင့်ရှိပါသည် ိတ်ယောဂကုဆရာဝန်တယောက်ပါမိသူတွေကပင်ရီမောကြပါစေကျမကသူကိုကျမစိတ်ထဲဖြစ်ပေါ်နေသမျှအကုန်ပြောပြမည်ကျမ၏အခမ်းဆဲအိမ်မက်ဆုံးများကြောင်းပြောပြမည်ကျမကြောင်လန်တကြားဖြတ်တန်းရသောအထီးကျန်းများများကြောင်းပြောပြမည်ကျမဘဝဤကွက်လက်များစွာကြောင်းပြောပြမည်။ကျမနှခါသုံးခါသာမြင်ဘူးထားသော ကျမအဖေကြောင့်ပြော့ပြမည်ကျမနှင့်မိုင်မောင်းများစွာဝေးသောရက်၌အသက်ရှင်ရက်ဒီရဲ့အတွက်ပင်မန်းတကြီး ရုန်းကန်နေရရှာသောအမိအကြောင်းပြော့ပြမည်ကျမဘဝဤကွက်လက်များဖြင့်ကျမကဖြည့်ပေးရမည်တာဝန်ရှိပြီးကျမမဖြည့်ဆည်းပေးနိုင်သောကွက်လက်တွေအကြောင်းလည်းပြော့ပြရမည်ကျမဤစိတ်ညစ်ညူပွဲအတွေးများအကြောင်းလည်းပြောပြရမည် ျမဤစိတ်ညင်ညူးဖွယ်တွေ့များအကြောင်းကျမဤအားငယ်နှုံနေနေရသောနေများအကြောင်းပျက်စီးခဲ့ရပေါင်းများမည်ဖြစ်သည့်ကျမဤမြုံလင့်ချက်များအကြောင်းဆုံရှုံခဲ့ရသောမိတ်ဆွေတွေအကြောင်းအကျိုးမဲ့ခဲ့သောနိုင်များအကြောင်းထမင်းနမရေးတွဲစိုက်ထုတ်ခဲ့ရသောအင်အားတွေအကြောင်းကျမကို ခင်တွင်မြင်းမြင်းရှိလာသည့်ယောဂဝေဒနာပေါင်းစုံအကြောင်း ကျမထံတွင်ထိုသူအားပြောပြစရာတွေများပြားလှပါသည်ကျမဖြစ်ချင်းသည်များလှုပ်ချင်းသည်များကိုလည်းပြောပြမည်ကျမက တခုခုခံစားနေရ၍စကားတစ်ခုမှမပြောဘဲနေမိလင်းတော့အဲ့ဒါဘာကြောင့်လဲဆိုတာသူကသိနေလိမ့်မည်ပေါ့ကျမက အကြောင်းရှာစရာမရှိဘဲငိုကြွေးမိလျင်သူက မျက်ရည်တုပ်ပေးလိမ့်မည် ်ဒီအခါကျမ၏ငိုကြွေးခြင်းကအထိပ်ပဲပြည့်ပြည့်စုံသွားပေလိမ့်မည်သူရင်ခွင်နှင့်ခေါင်းတွဝင်၍မြေကြီးစာများနှင့်ပြုံးသောအခါသူကချစ်စပွဲရီမောပေလိမ့်မည်အယူမလေးသူကဒီလိုပြောပြီးကျမဘာပြင်ကိုအသေးရဟန်နှင်းချစ်စနိုးဖြစ်ညစ်သောအခါကျမက တခိခိရီမောမိမိပေါ်တိတ်ပျော်စရာကောင်းတာပဲ အဲ့ဒါကျမပြောပြမည်စကားပင်ဟင်အင်းထိုချင်းဒီတွေ့ကျမရှက်လိမ့်မည်မဟုတ်ပါຫນွေထွေตายရတော့မိသားစုဘဝကိုခံစား권ရရင်အတွက်သာဆိုလျှင်ကျမ၏အရှက်များတိတ်ခါများမာနတရားများကိုမေ့ပြလိုက်ဖို့အဆင်တင်ရှိပါသည်ကိုကိုခလေးတယောက်တစ်ဖွဲဘာလုံးလုံးဘလုံးနေနေချစ်မမျက်နှိုးစွာနားလေခွင့်လို့နေမည်ခင်မောယောက်ျားတယောက်ကိုအခြားသောမိမများစွာအတိုင်း ကျမလေးမျောလိမိသည်မှာအမှန်ဖြစ်ကြောင်းဝင့်ခဲ့ပါသည်လောကကြီးကလူတယောက်၏ဘဝတွင် အကောင်းဆုံးလက်ဆောင်တစ်ခုသာပေးမည်ဆိုလျင်ကျမတောင်းမိမည်လက်ဆောင်ကကျမနှင့်တသက်တာစိတ်တူညီမျှနေထိုင်သွားမည်အဖို့ကောင်းတူပင်ဖြစ်၏ရာခဲလာသော လူဘဝတွင် အချိန်တော်တော်များများပျော်မွေ့ခြင်းနဲ့တွားနိုင်ဖို့အထီးကမဟုတ်လား လူဤစေနှလုံးပျော်ရွှင်ခြင်းချဲ့နေမှသာအာဟုတို့တရားများကိုလည်းနေပါစေလိမ့်မည်ဟု ကျမထင်ပါသည်ပင်လေလှိုင်းလုံးကြီးများကကြောက်ဆောင်များကို ရိုက်ပုတ်တန်တဝုံဝုံကြားနေရသောညများတွင် ကျမသည်ရန်ကုန်မြို့လေကောင်းဤကျင်းမြောင်းသော အခန်းလေးတစ်ခုထဲတွင် ရှိနေပါသည်ထိုလှိုင်းပုတ်တန်များသည် ကျမကိုညှို့ငင်ခေါ်ယူတတ်များဖြစ်၏နေအောင်ငါလာခဲ့မယ် ကျမအခန်းတကားဖွင့်သည် အပြင်ထွက်သည် မဆောက်သောတစ်သားလီကားမှဇင်လာသောအခါလှိုင်းတန်တို့ကို ဖန်တီးနှံ့ရာရေများကိုအုတ်ကဲနေ၌တွေ့ရသည်ကျမကိုခုံငင်သည်သည် အနည်းဆုံးဒီနေရာမှသာ ဖြစ်ပေလိမ့်မည်လားကျမအကြအယုံ၌ပျောက်ကွဲသွားသောရေလှိုင်းတန်တို့ကို ပြန်လည်ဖန်တီးရင်ကျမ၌တာဝန်ရှိသည်ထို့ကြောင့်ကျမအုတ်ကဲစီဥတီသွား၏ ကန်တွင်မှအေးစီနေသောညသိရေများကိုခေါင်းပေါ်မှတက်ခွက်ချင်းလောင်းချသည်အေးစီနေသောရေများသည်ကျမခန္ဓာကိုယ်ကိုပူနေစွာဖြတ်တန်းစီစဉ်၏ဟေးရေချိုးခဲနေရဘသူလဲဘာလုပ်နေတာလဲရေချိုးခဲနှင်းအနီးဆုံးခန်းမှမေတ္တခင်ဤအတန်ဖြစ်သည်သူအတန်ကအိတ်ချမှုတူအတန်ဖြစ်သည် ကျမကရှင်ပြစွာ ပြန်အောင်မိသည်ငါပါမိတဲ့ရေရေချိုးနေတာမြတ်စွာဘုရားသူမဤဘုရားတသံကကြေလောင်စွာ ပေါ်ထွက်လာတော့သည်သို့တော့ကျမရီမောတဲ့နှင်းရောထွေးသွားသည်ကြည်စမ်းဒါညနှစ်နာရီမင်းမင်းကြီးမရဲ့ ညနှစ်နာရီရေးမချိုးရလို့ဘသူအမိတ်ထုတ်ထားတယ်လေဒါဟာ ကျမရဲ့ကိုပိုင်လွတ်လပ်ခွင့်ကျမတို့ဤနေပါလှစွာသောလွတ်လပ်ခွင့်ထဲမှာရာတလောက်ကိုတော့အတုံးချနိုင်ရမည်မဟုတ်လားထို့ကြောင့်ကျမစကားမပြန်တော့ပါခဏကြာသောအခါကျမကြားနေရသောလှိုင်းပုတ်တန်များသည်တနခါသွေးတန်များအောက်တွင်တိုးလျက်ပျောက်သွားတော်သည် ရှင်ပြောင်းတနခေါမွေးတာအားလုံးသိကြပါလိမ့်မည်။ကျမကခြေသုံးကောင်းဆုံးလိမ့်နာဆိုတော့ပို့မွေးရပေါ့။ကျမတနခေါကိုခြေသုံးကောင်းဆုံးလိမ့်နေတာမြင်လျင်အမေကတော့အကြီးမျက်နှာနဲ့အံ့ဩဟန်ပြပေးလိမ့်မည်။တေဟုတ်ပါလား။တနခေါတွေဘာတွေတွေးလိမ့်လို့အမေနဲ့အတူနေရစဉ်ကာလများတုန်းကတော့မျက်နှာတစ်ခုအတွက်မှလွဲလျင်ကျမကတနခါကိုဘယ်တော့မှ ရှင်တောင်တနခါတုံးသွေးမလိမ့်ပါပြီးစလွဲဆက်သွေးတနခါခဲတွေကိုပဲလိမ့်နေရှိသည်ခြေရီလက်တွေလိမ့်တာပဲမေးရဲ့တနခါတုံးသွေးလိမ့်ရတာပင်လန်းပင်မဲနေနှမျိုးစရာလဲကောင်းနေတနခါတုံးဟာဈေးကြီးတယ်အမေရဲ့ကျမပြောလေးရှိသောစင်ကြီးစကားကို အမေက မျက်စောင်းထိုးကန့်ကွက်လေးရှိသည်ပင်မန်းနာကိုထဲ့မပြောနဲ့ ခန္ဓာကိုအေးတာချင်းမွှေးတာချင်းကြတော့တနခါတော့နဲ့ခဲရတခြားစီဈေးနှုန်းအကြောင်းကိုတော့အမေထည့်မပြောတော့ပါငွေကြီးချုပ်တဲ့ချင်းသည်သာသမီပေါ်ထားသောမိခင်တယောက်ဤစေတနာကိုနေပါသွားစေလိမ့်မည်မဟုတ်ပေမဲ့စောရကတက်ဖို့တော့ခက်စေလိမ့်မည်အခုချိန်မှာတော့တနခါတော့ကို ခြေစုံကောင်းဆုံးတွေ့၍လင်းစီကျင်သောအမေဆန္ဒကို အမေမရှိသော အမေနှင်းမိုင်မောင်းများစွာဝေးကွာသောအခန်းကျင်းလေးရဲ့၌အမေမတိအောင်ဖြည့်စည်းနေမိပြီထို့အတွေ့ကျမမနာနာချင်းချင်းပြုံးမိုံမတပါအခြားဘာမှမတက်နိုင်ပါဒါမီနှစ်ဦးအတူမနေနိုင်ခြင်းသည်ဇာဝင်နေရေးရက်တည်ရေးကိစ္စကြောင့်ဖြစ်နေခြင်းတွင်ကျမကဘယ်ရာကိုများအပြစ်ဖို့ရမှာပါလဲအမေမရှိသောရွာကလေး၌ကျမအတွေ့လောက်စရာလုံးမရှိပါ အမေတဦးတည်းဝင်ငွေသည် အမေနှင့်ကျမအားထမင်းနဲ့မှန်စည်းဖို့မတိကျလှပြီကျမကျင်လည်နေရသောဒေသတွင်လည်းအမေအတွက်ဝင်ငွေရရှိစေနိုင်ဖို့ခေရင်ပြန်သည်ထိုအခါမှလည်းကျမရှာနိုင်သောငွေက အမေနှင့်ကျမအားဖူလုံစေဖို့ဖျားတာပြီးအသက်ရှင်စေရမည်ကဲဒီတော့ကျမအမေရင်ခွင်ကိုလွှမ်းယုံပြင်း အမေရင်ခွင်ဤလုံခြုံမှုကိုတန်တရုံအပြင်လက်ရှိဘဝကို나ကြီးအားငယ်ရုံအပြင်ဘာများလုပ်ရပါကျမနေသောအဆောင်တွင်အဆောင်နေအမျိုးသမီး20ခန့်ရှိသည်မြို့တော်ပေါ်တွင်ကျမတို့လိုအဆောင်မျိုးမရေမတွက်နိုင်အောင်ရှိသည်ထို့သောသောအဆောင်နေအမျိုးသမီးပေါင်းများစွာတွင်ကျမလိုအမေရင်ခွင်အမေရင်ခွင်နှင့်မိခင်တယောက်ပေးနိုင်သောအရေး လုံခြုံမှုများကို တန်တစွာနာကျင်စွာပြုံနေရသူပေါင်းမြင့်မြရှိမည်လေစည်ရင်ကောက်ကြည့်ခြင်းမသည်ပယုံလုံးနဲ့တင်းနေသောစပုတ်ရှက်လက်တို့အနှံ့ရောင်လေးကို ထုတ်ဝစ်ပြီးချိန်မှာတော့ကျမဘာဆက်လို့ရအောင်မလဲစဉ်းစားမိတော့သည်သပင်ကိုလွလွလက်လက်ဖြန့်ဝဲချလိုက်ရင်လှုပ်ရှားရီကို အစီစဉ်ချမိသည် ကျမအခန်းကို တပြက်စီလဲရအောင်မည်ရေစိုးဝင်းနှင်းပြောင်းလဲနေအောင်တက်ရအောင်မည်တန်ချောင်းခေါက်တန်သုံးချက်ကြရသည့်အချိန်တွင်တော့ဇမအိယာဝင်ဖို့စဉ်းစားမိတော့သည်အိမ်မပြောခင် လူပေါင်းများစွာနှင်းစိတ်ကူးကဘာမှ တွေ့ဆုံစကားပြောဖို့ရှိနေသေးသည်မဟုတ်လားဒါကလည်းဇမဤညစဉ်တာဝင်ပင်ဇမမရေမရသာမှတ်မိသောဇမအဖေ မတီရာဝင်းထွန်းကီဗင်ကော့စနာနေဆင်မန်ဒဲလာဟောတန်ကြောက်ခောက်တဲ့လေးချယ်ဘယ်ချိန်ကအိပ်ပျော်သွားမှမသိပေမဲ့နိုးလာသည့်အချိန်ကတော့ထင်ရှားလာသည်ထင်ရှားမှာပေါ့အာကောင်းမောင်းတဲ့ယောက်ျားကြီးပေါင်းများစွာကကျမကို သူတို့ပါဆက်တွဲမှလေးနှင်းဝိုင်း၍မှုတ်ထုတ်နေကြသည်ကျမကလေတွင်လွင့်မျောလျက် တိမ်တိုင်းများပေါ်အိမ်ခေါင်မိုးတွေပေါ်အုံးလက်တွေနှစ်ညှိလိုညှိတချို့အိမ်ဆိုင်တွေပေါ်အရာမြေပြူးမှုန့်တွေချားတွင်ခြောက်တဟို့ဆူနေသည့်အမေအတန်ကိုကြားရသည်လွန်ခဲ့တဲ့အပတ်ကအမေချောင်းဆိုးလိုက်တော့သွေးစားတွေပါလာတယ်မြေပြူးမှုန့်တွေရှူရတာကြာပြီဆိုတော့ချောင်းဆိုးဆိုးနေတာချောင်းဆိုးတာကြာလို့လေချောင်းကွဲပြီးသွေးပါတာပဲနေမှာပါ ။တီဗီမဟုတ်ပါစေနဲ့လို့ဆုတောင်းရမှာပဲ။လေပြင်းထဲတွင် အမေအတန်သည် တိုးလိုက်ကြလိုက်။ဂျမအီတမျိုးတခေါ်တွေးကလည်းဖွင့်ထွားလိုက်တေးကြုံလိုက်။တကယ်လို့များအမေယောဂါကတီဗီဖြစ်ခဲ့ရင်ဂျမတို့ဘယ်လိုစီစဉ်မလဲ။ဘယ်လိုဖန်တီးပြီးဘယ်လိုစီကူကြမလဲ။ထိုးဆောင်သောလေပြင်းကြောင့်ကျမတိမ်တိုက်ပေါ်မှလွင့်စင်၏ ကျမစိုးရင်တွေးလဲလွင့်စင်သည်ကျမချမ်းလာပြီမိတွေရိုက်နှကန်းပြနှမ်းကျမအတွေ့လေပြင်းတွေရက်ပါတော့ကျမအိမ်ဟာစီပြန်ပို့ပေးပါ ကျမအမေအကြောင်းအမေကျမရဲ့အကြောင်းစဉ်းစားရအောင်မီစူတောင်းမဆုံးခင်လေပြင်းငိမ့်သက်ဤထိုကကျမသည်အစုံမဲလေဟာနေတဲ့မှာမြင်းများကွာဝဲမီမတီတော့ အရင်အတားကျမျက်စိလွင့်ကြလာတော့သည်။အိုးရင်ထဲလှက်ဟာ တလိမ့်လေ။ကြောနှစ်ချမ်းပြင်ဘယ်တော့ထိမိလဲ။ကြောက်လိုက်တာကြောက်စရာ။အမေချောင်းဆူလို့သွေးတွေပါနေတာကြောက်စရာ။ကျမညာတိုင်းလေးထဲလွင့်မျောရတာကြောက်စရာ။အမေမရှိတဲ့အိရာပေါ်မှာအိရာတာကြောက်စရာတလာတလာသမင်းနဲ့မှန်ဖို့ ဝင်ငွေရဖို့တွေးရင်အလုံလုံရင်အိပ်ပြညာတွေများလာတာကြောက်စရာပစ္စုပန်ကိုဖျက်တမ်းရတာကြောက်စရာလောကကြီးဟာအားလုံးကြောက်စရာအမလီဟောဇမကျော်ပင်ကဂရင်အခင်းနှင်းထိမိပြီဇမကမောဟိုက်တုံလှုပ်စွာမောပန်းရင်ခုံရေတောက်ခြင်းနဲ့ရေတောက်ရမယ်ဟော ကျမဤလွင်မျောလင်းစင်းမှုအဆုံးသက်ကကျမအားလှုပ်ရှားခွင့်မပေးတော့ပါ။နဖူးပေါ်ဝဲကြနေသောသပင်များဤရာကြီးကြီးနိုင်မှုကိုဖယ်ရှားဖို့လက်ကို နဖူးစီပို့ဤလက်ကလှုပ်ရှားမလာပါ။ခြေထောက်ကိုရွှေ့ဖို့ကြိုးစားဤအရာမထင်ပါ။မေတ္တရေအခန်းချင်းကရဲ့အခန်းပေါ်ကိုအကူညီတောင်းဖို့အော်ဟစ်ဤ ကျမနှခင်းတွင်လှုပ်ရှားမလာပါမိသက်ရေမိသက်ငါရေတောက်ချင်နေချမ်းနေကြောက်တယ်ငါစီလာခဲ့ပါနှခင်းတွင်လှုပ်ရှားမရသဖြင့်အတန်ကငြိမ်သက်နေပေမယ့်ကျမအော်ဟစ်ရလွန်းသဖြင့်လေချောင်းတွင်နာလှပြီမိသက်ရေကျမဘယ်ရောက်နေလို့မိသက်ကခေါ်တန်းကိုမကြားရတာလဲမျက်လုံးဖွင့်ကြည့်တော့ရင်းနှီးပြီးသားမြင်ခွင် ဇပွဲတင်၄00နာရီအနက်လေးကတာဝန်ကြီးစွာတစ်ချက်ချက်နေရန်ပေါ်မှာဇုံဝင်းထွတ်တို့လူစုကဇိုက်ကယ်ကြီးကိုဝင်းရယ်ဇိုးနိုင်ရဲ့ပချီကာချစ်နောင်စာအပြာအိုးဒါကျမခမ်းပဲလီဟာနေတဲ့ကနေကျမခမ်းစီ ပြန်ရောက်နေပြီပေါ်ကျမစီအတ္တိတရားတို့ပူကက်ပြီး ဖြစ်ပြန်ပြီပေါ့ခန္ဓာကိုယ်ကဘယ်စိတ်ပိုင်းမှလှုပ်မရရှားမရအာယုံတွေသာနှိုးကြဒုဝချင်းကမျက်စိမြင်နေရခြင်းနာကြနေရခြင်းမှလွဲ၍ကျမကတက်ရှိမဟုတ်ဒါပေမဲ့ကျမတွေးလို့ရသည်ကျမနဲ့အမေအတူမရှိတာကျမတွေးလို့ရသည် အမေတွေ့စိတ်ပူနေတာကျမသိသည် ကျမကြောက်နေတာကျမသိသည် ကျမစိုးရိမ်နေတာကျမတည်တည်ကျမရဲ့အနာဂတ်ကိုမှတ်မမျှော်ရဲတာကျမတည်တည်အပြင်မှာဆီယမတော်ကြီးကြီးသိမနေ့ခုနှစ်နာရီကြောင်းပြီဓမင်းကျိုင်ထဲဘူးချက်ပြုတ်နေပြီထင်းယူစားတွေခွဲစိတ်တန်းစံစည်းတန်းချင်းရိုက်တန်းတွားစဲဒီခွေအဲ့ဒါအမိတို့ခွေးနှမကိုမောင်းတံပေါ်အားလုံးကြာနေတိနေတဲ့ကျမဟာ အိပ်ရတဲ့နိုးနေတာပဲဒါဖြင့်ဘာကြောင့်လှုပ်မရရှာမရဖြစ်နေတာလဲတယောက်ယောက်ကျမအနာရောက်လာရင်ကောင်းမှာနော်ဖယားစာရွတ်ရင်ကောင်းပြီလားစိတ်အာယုံနဲ့အားရအလုံးကိုဥကောင်းစီစုပုံအားဆိုင်လို့ရုံးကန်လိုက်ရင်လှုပ်လို့ရသွားနိုင်ပြီဟောကျမဆူတောင်းပြေးပြီကျမကရင်စီလူတယောက်ချင်းကက်လာပြီ ထိုသူဤနှို့တော်လက်ဖြင့်ကျမနှိုးထနိုင်တော့မည်မြကုံးထူပိမ့်ပိမ့်ကို အရင်မြင်ရသည်ပြီးတော့ထင်ရှားသောနှာတံပါလျာသောနှခင်ပွင့်လင်းသောအပြုံကျမမျက်နှာပဲဒါဆိုသူကျမအဖေပေါ်သူကျမစီလာပြန်ပြီအမိစီမဖေးကြီးနေဖို့လာတာသူကျမစီလာပြန်ပြီ တိတ်ကောင်းတာပေါ့သမီးမအဖော်မရှိရနဲ့အတော်ပဲကျမဤတုံ့ပြန်စကားဒါပေမဲ့သူကြားရမည်မဟုတ်ပါအတန်မှထွက်မလာတာလေကျမစကားပြောလို့မရသေးဘူးဖေကြီးရဲ့လောက်ပါအောင်ဖေကြီးကိုမျက်မှန်တလက်ဝဲပေးအောင်လေသမီးနဲ့နေရင်ဖက်ဆရာစာအုပ်တွေများကြီးပဲအနော်ထာလန်းပလက်ဖောင်းပေါ်မှာရောက်มาတယ်တရားကြောပဲပေးရမှာပါ ဟုတ်ကဲ့ဝယ်ပေးမယ်။ဒီလားကျမစာမူက900ရမယ်။ဖေးဤတွဲမျက်မှန်ဝဲအဆောင်က300စားဖို့မလောက်ရင်တော့ဒီလိုပဲထက်ရှာဖွေရမှာပေါ့။စောင်းမတပုတ်လောက်ရေးရအောင်မှာပေါ့။ကျမကလေးစကားကြောင့်ထင်၏။ကျမအဖေကလှဲ့ထွက်သွားသည်။အိုးနေအောင်လေ ကျမအထူးပေးသွားအောင်လေဖေးရဲ့ ကျမ၏အားများကိုလက်စီဆုလိုက်၏ကျမအဖေ့လက်ကိုလှမ်းဆွဲလိုက်သည်စက္ကနေလှုပ်သွားသောလက်အမြောက်တွင်ကျမအလန့်တကြားထထိုင်မိ၏ပြီးသွားပြန်ပြီဖြည့်ယူဖြစ်စဉ်တစ်ခုကတတ်မှန်ဆန်းစွာပြီးသွားပြန်ပြီကျမကတဲ့မှချီလန်းခွာ၏ဇပွဲကုံစီလျှောက်လာသည်ကျမချစ်သောအကိုကြီးတူလက်ဆောင်ပေးထားသော မှန်ဝိုင်းလေးတွေကိုလှမ်းကြည့်မိ၏။သပင်ဖွာလန်ကျဲမြက်ကွင်းညူဟောင်းဟောင်းနှခမ်းဖြူဖြောဖြောပါပြင်တွင် မျက်ရည်စီးကြောင်းများနှင့်အကြီးတန်လာသောမင်းမငယ်တူ။အဲ့ဒါကျမလေး။ဦးကောင်းကိုပရင်းပစီရွှေတော်အလင်းမြင်တွေကအမောင်ကိုထိုးခွဲဖောက်ထွက်ခါမင်းမူဖို့အာယူနေကြပြီ။ ကျမကကြောခိုင်းထွက်ခွာသွားခဲ့တော့အဖေကိုရှာရင်းအမေကိုတတိယနေမိ၏ကျမသည်ဒီလိုခြောက်ခြားစရာညပေါင်းများစွာအကြောင်းအမေကိုဘလို့အင်အားနှင့်ပြောရမည်လဲစဉ်းစားတော့ထုံစံတိုင်းမင်းထိုနေ့ဤမနက်ခင်းကိုလဲတက်ပြင်းမောဖြင့်စရပြန်တော့သည်အနော်ရထားလမ်းအင်းညနေခင်းသည်ခြေလမ်းမြမြလမ်းခွင်မရအောင်လူစီကားကြက်ခဲနေ၏ ျမကစီးစာကိုချစ်သည်လူတွေကိုချစ်သည်လူအုပ်ကြတဲ့တယောက်တည်းတို့ဝေရင်ခြေဦးတရာရှောက်နေရတာပျော်သည်ထို့ကြောင့်ကျမ၏ညနေခင်းများကိုနမ်းမေပေးမိဆိုလျင်ဦးတီချက်မဲပျော်မွေ့နေသော ခြေလမ်းများဟု အကြမ်းမြင်တတ်မှတ်ရမည်ရောင်စုံဖဲပြကလေးတွေကို ကျမစိတ်ဝင်စားပါကျမသပင်တွေကိုလွတ်လွတ်လပ်လပ်ဖြတ်ချထား၍ လေနှင်းမျိုးလွင်ရခြင်းအရာသာကိုသာကြိုက်သည်တန်အိုးတန်ကွဲစတိပစ္စည်းဆုံးကက်ဆက်ခွေလက်သိညင်းဇာကနာ လက်ကိုင်းဘဝထမိန်စာအသားကင်မဟင်းကားအိုးစုံမစုံပေါ်ကဲဒီမှာတရားကြော်ုံနဲ့ထင်းခနဲ့မြင်ရမယ်နော်စိုးဝလိုက်တဲ့အော်တန်တူတော့စိုးဝါတော့ဆွဲဆောင်မှုကပင် ကျမကိုလှဲ့ကြည့်မိစေသည်မျက်မှန်တွေစားကြည့်မျက်မှန်တွေဖေးကြီးကိုမျက်မှန်တစ်လက်ဝဲပေးအောင်လေသမီးနဲ့နေရင်ဖက်เสียစားအုပ်တွေအများကြီးပဲအနွယ်ထားလန်းပလက်ဖောင်းပေါ်မှာရောင်းပါတယ်တရားကြောပဲပေးရမှာပါဖေးရဖေးရဒါစေးယုံပေါ်ကအတန်ပိန်ချီနေနေတဲ့ခန္ဓာကိုယ်ကိုစေးယုံကရင်ပေါ်လှဲ့လျောင်းရင်း ကျမမျက်နှာကိုစိစိကြည့်ကပြောခဲ့သောစကားကျမနှင်းနှစ်ပေါင်းများစွာ ကွဲကွာနေခဲ့သောလူကြီးတဦးဤဆန္နာကျမအဖေဤလူမမဖြစ်ခဲ့စဉ်ကာလကတောင်းဆိုမှုကျမအနှွေထာလန်းကိုမေ့သွားပြီကြက်ခဲနေသောလူပေါင်းစုံကိုမေ့သွားပြီကျမကိုကျမမေ့သွားပြီကျမအာယုန်ထဲတွင်ဥဝင်းမြင့် ကျမအဖေစာကြည့်မြတ်မှန်းတရားကျော်ဒုက္ခနာဤကျမဘဝသည်ထိုအရာများသာဖြစ်တော်သည်ကဲလာနော်ငွေတရားနဲ့အားလုံးကိုထင်းခနဲ့လင်းခနဲ့မြင်သွားစေရမယ်စူဝါသောအော်ဒန်ကြောင့်ကျမကိုတောက်ခနဲ့ဖြစ်သွားသည်ပြီးတော့ကားတန်လူတန်တွေပြန်ချလာသည်အနောယထာလန်လမ်ဘေးပလက်ဖောင်းကျမဤခြေစုံရဲ့ညီတက်မှု လွင်မျိုးနေသောသပင်တွေဟောရင်ညွန့်ပေါ်တောက်ခနေကြတာကျမမျက်ရည်ကျမမျက်ရည်တွေကလောကကြီးကိုလှေဟာဆူဆန်းကြပြန်ပြီညမာယောညနေခင်းမာယောဒါပေမဲ့စကားလေးတစ်ခုနဲ့ကြောင်းတရားကြော်တဲ့လေကျမငွေဆက်ကိုတရွဲ့ကမ်းပေးလိုက်သည်မြန်မြန်ရောင်းသူကရောင်ကန်ကန်နှင်း လေးတောင် စာကြည့်မျက်မှန်ကို ပြက်လှမ်းပေးသည်ကျမတို့ရောင်းသူဝဲသူနှစ်ဦးစလုံးစကားမပြောဖြစ်ကြပေကျမမျက်ရည်တွေကို ထိုလူဘလို့အထိပယ်တတ်မှတ်မည်လဲတော့မသိရှိပါစေဒါသူကိုယ်တိုင်တတ်မှတ်ချက်ကျမအလုတ်ကတော့မျက်ရည်တွေကိုတုတ်ဖို့မကြိုးစားပဲမျက်မှန်လေးကိုကင်ကာ ကျမခန်းစီခြေဦးတီပြန်ခဲ့သည် ကောင်းဝင်၌ရောင်စုံမိုးတင်ပြပွဲခင်းချင်းနေသည်။ကျမခံစားဖြစ်ဖြစ်နေသည်များကိုပြောပြဖို့လူတူဦးဤပုံကိုဖော်ကြည့်၏။ကျမကိုယ်တိုင်မရေရာသောထိုသူဤပုံကပြည့်ပြည့်မလာပါ။မိုးတင်များကြားတွင်ပေါ်လာတာကကျမမျက်နှာနှင့်ခက်ဆင်ဆင်တူပြီးကျမထဲပိုရင့်ရော်သောယောက်ျားကြီးတူဦးဤမျက်နှာပင်သူနှခမ်းများလှုပ်ရွနေပေမယ့် သူ့အတန်းကိုစက်မမကြားရပါဒါပေမဲ့သူဘာပြောနေလဲဆိုတာကိုစက်မသိနေသည်တိတ်ပြောစရာကောင်းတာပဲကျမကအတန်ထွက်ရည်ရွတ်လိုက်သည်သို့သောကျမစပင်များကိုထိုးဖွာ၍ချစ်စနိုးကြည်စင်မည်သူတဦးတယောက်မှအနာတွင်မရှိပါကျမစာအုပ်တွေစီသည်စဖက်သည်စရေးသည် လူကြီးတိတ်တော်လှိုင်းတံများရှိရသွားသည်အခန်းလေးကိုတန့်ရှင်းသည်တန်ချောင်းခေါက်တန်သုံးချက်ကိုကြတော့အိတ်ဖို့ပြင်သည်အပြာရောင်ဇာချင်းနှောင်းကိုဖျားစာများကြမှာဖိညံ့ရင်းဖြတ်တန်းရမည်ထိုညဤတေချာမှုများကိုကျမသိနေသည်ကျမလေထဲမြုံလွင့်ရအောင်မည်ရင်တလက်လက်ခုံစူးထိတ်ရအောင်မည်လုံမရအောင်မရကြောက်ရွံ့ခံခဲ့ရအောင်မည် အမေချောင်းဆိုးလိုက်တော့သွေးစတွေဖေကြီးကိုမျက်မှတ်တလက်ဝဲပေးအောင်လေထိုစကားတွေကို တုံ့ပြန်ရအောင်မီပြစ်စုံပန်းကို အခန့်ခက်စွာဖြတ်တန်း၍အနာဂတ်ကိုမျှော်တွေးရင်မောရအောင်မီပြီးတော့နောက်တနေ့ဤနဲ့နဲ့ခင်းကိုမောလျာတော့တက်ပြင်းနှစ်ဖွင့်နှစ်ခါရှင်တန်လှုပ်ရှားရပေအောင်တော့မီခက်မာ တရဖူမဂဇင်းမတ်လ1995အဆုံးထိနားဆင်ပေးခဲ့တာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။